ားလို့ပြောတာအဲ့ဒါလေးပဲကိုဒီမှာကညီစမ်းတဲ့သဘောလောက်ဆိုတော့ဒီလောက်ပဲသိအစိုးရပြောသွားရင်တော့တရားထိုင်ပြီးတော့သိခဲ့တဲ့ဘဝပေါင်းမရခဲ့ဘူးသားသာမရသာရှာရင်းနဲ့ဝေကြိုက်တာတို့မူကြိုးပြစ်တာတို့လိမ်မောက်တာတို့သင်းမောပြစ်တာတို့ဇာတိပြောလေသူများတတ်လို့သိတာတို့အဲ့လိုသိခဲ့တဲ့ဘဝပေါင်းများလာပြီကိုယ့်ကိုယ်တရားတင်းရပါတယ် ဒီနိုင်ငံမှာမထေကြီးတစ်ပါးအသက်80ကျော်မှသာသနာ့ဘောင်တက်တရားအားထုတ်မယ်ဆိုပြီးတက်တဲ့အခါကျတော့ရိမ့်ငြိမ်းနေအာမထုတ်နိုင်ဘူးကဲငါတရားအာမထုတ်နိုင်လဲငါတရားနာမယ်တရားဝဲကြီးအတန်ကြားပြီးဆိုသူသွားနာတယ်သူသွားနာတဲ့အခါကျတော့ခုမကဒီလိုတော့ဟောကန်းကြီးပဲဖြစ်မလဲမြေပြင်ကိုတောကြတဲ့အဲဒီကုန်းကြီးလေးတွေမှာဟောကြတယ် သူကနောက်ကြတော့သူထိုင်တဲ့နေရာလေးကဒေါသကလေးဖြစ်နေတော့အဲငါဒီနားရဒီနားပဲထိုင်တော့မယ်ဆိုထိုင်လိုက်တာထိုင်လဲထိုင်လဲကောမူဟောက်ကကြိုက်ကောခေါင်းကကြီးတော့ပပင်းကြီးနဲ့ဆိုတာဒါမူဟောက်ပဲလှုပ်လိုက်လို့ရှိရင်အခြားသူတွေသွားကြမှာကြတော့တရားပွဲပြစ်မှာကြောက်လို့တဲ့ခုခေတ်ပြောတာမဟုတ်ဘူးနော်ခုခေတ်တုန်းကပြောတာငါတို့လည်းမနှီးနဲ့အဲ့တော့သူကတပိတ်အိတ်ကတပိတ်ကိုထုတ်ပြီးတော့တပိတ်တဲကိုမူရောက်ကိုတဲထုတ်ပြီးတော့ကျုပ်တော့ပြီးတော့အသာထားတာ ုကိုယ်သူမင်းလေငါတော့မွေစိတ်တည်နေပြီတော့ကုလို့ရှိရင်ပျောက်ကောင်းပျောက်နိုင်တယ်ပျောက်တော့လဲငါတိမ်ပါပဲငါသည်တဲ့ဘဝပေါင်းများစွာသားစာများစွာရှာရင်းနဲ့မွေကြိုက်ပြီးသိရတဲ့ဘဝတွေများပြီဆုံးမတာဆုံးမတာဟောပြီနော်သူတော်ကောင်းတို့ဆုံးမကြတယ်တရားနာပြီးသိခဲ့တဲ့ဘဝဆိုတာငါမရခဲ့ဘူးတဲ့ ီဘဝမှာလဲရတဲ့ဘဝသာသနာနဲ့ကြုံပါတော့လဲကာမဂုဏ်ကိုဦးစားပေးလို့ငါအသက်80ကျော်ခဲ့ပြီကဲဒီတခါတော့ငါမြတ်သောသေခြင်းဖြစ်သေရအောင်တရားနာပြီးငါသည်မယ်အဲလိုဆုံးမြတ်ချက်လေးတွေတရားခံယူခြင်းလေးလိုပါတယ်အဲလိုနာနေတဲ့အချိန်မှာမထီရလဲရှေ့သူတော်ကောင်းတွေဘလို့ကျင့်နေတော်တဲ့တောင်ထဲမှာဆုပ်ဆုပ်ပြပြဘေဘေတူးတူးနဲ့မထတိုင်းမထိုင်နေဘလို့ကျင့်နေအဲလိုဟောတာသူကလဲအဲ့ဒါနာရင်နာရင်နေ သူကလည်းအာရီတက်နေတာအောက်ကငွေကြိုက်တဲ့ဟာကိုမသိတော့ဘူးဒါဝေဒနာဝိခံဘိတ်တွာဆိုတာဒါကိုခေါ်တာပါလေနော်မတေဟောတဲ့အာယုန်ဒီကမ္မထာအာယုန်မတေဟောတဲ့တရားအတန်ဒီကမ္မထာအာယုန်အဲ့ဒီမှာဝိတက်ကမ္မထာအာယုန်ကိုစိတ်ကလေးပို့တာကဇာနာဝိတက်ငွေကြိုက်တဲ့နေရာကိုအာယုန်ပို့ရင်ကာမဝိတက်ဝိညာဝိတက်ပြာဝရဝိတက်ခေါ်တယ်အဲ့ဒီဝိတက်ရဲ့နောက်မှာစိတ်ကလိုက်နေရတာဒါပြင်အဲ့ဒီဝိတက်ကိုသူကအာမပြီးပဲနဲ့ ငါသေးချင်းသေးပြီတော့တရားနာပြီးသေမေဆိုတော့ဝိတကတရားနဲ့ပေါင်းပြီးတော့ဇာနာဝိတဘက်ကိုကြောင်းသွားတော့စိတ်ကဇန်စိတ်ဘက်ကိုရောက်သွားတော့မတိဟောတဲ့တရားကိုနိုင်နိုင်နဲ့ကျင်းရတော့ပီတိဒုက္ခတွေဖြစ်လာတော့ဝိတမတိဟောတဲ့တရားသံကိုနားထောင်တာစိတ်ကိုပို့တာဝိတမတိဟောတဲ့တရားသဘောတွေကိုသုံးသပ်နေတာကဝိสารအဲ့မှာစိတ်ကလေးညင်သွားတော့စိတ်ကငြင်းကြမ်းလာတာပြစ်တက်လာတော့ပီတိစိတ်ကလေးချမ်းသာတော့ ဒုက္ခစိတ်ကလေးအဲ့မှာတည်ရာကဧကဂရာဆိုဇံငါ၅ပါးလဲပြည့်သွားရောအဲ့ဒီအချိန်မှာသူဇံပမာရိယနေခွာပြီးရှုတာသောတာပတ္တိမေသရာဂာမိမေအနာဂာမိမေသုံးမဲ့ကူသွားတယ်ကြိုက်တဲ့မူရစိတ်ကလည်းကြိုက်တဲ့နေရာကပြန်ထွက်သွားတယ်ဒါကြောင့်မြတ်စွာဘုရားတရားအရေးကြီးတယ်လို့ခေါ်တယ်